င်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညတင်ဆက်ပေးမယ်ဇလံလေးကတော့စာရေးသူသင်္ခါရစာရေးတာထားတဲ့ဘယဘလူးဇလံများတွေမှာမင်းထင်တော်ထားလို့အမိရတဲ့ဇလံလေးရဲ့အစာဆုံးကိုပြောပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဇလံလေးမတင်ဆက်ခင်မှာလေးကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့ဘေးနားက notification ခေါင်းလေးကိုနှိပ်ပေးထားခဲ့ဖို့အားလုံးကိုတောင်းဆိုအပ်ပါတယ်ခင်ဗျာ။ မြမမင်းတခါကလက်ရဘလူတယောက်တည်းအနောက်ချင်းတွင်းဘက်ကို သွားပါတယ်အနောက်ဆူဆူခလေးဝမှာရေချောင်းကဆန်လာတယ်တက်တွေနဲ့ဆုံကြပါတယ်အဲ့ဒီကနေအထက်ကို တက်ရင်တော့ထမှန်သည်အထည်ရောက်နိုင်ပါတယ်မင်းကင်းအလုံးမှာရေကင်းလေးခုရှိနေပါတယ်မြမမင်းကချထားတယ်ကင်းတွေတော့မဟုတ်ပါ မြန်မာပိုင်နဲ့နေပဲအတွင်းမှာတော့ရှိလို့နေပါသေးတယ်။ခလေးတောင်ညိုစားရဲ့အခွန်တော်စကန်းတွေလားကတဲ့ဘက်ကလားချင်းတွေလားမော်ချန်ပြည်တော်ကတက်တွေလားသူတို့မသိပါ အမှန်တော့မင်းကင်းဆိုတာကမြမာမင်းကကင်းအဖြစ်ထားတဲ့စကန်းပါဒါပေမဲ့သူတို့အသာတကြီးအစစ်စစ်ခံခဲ့ကြပါသေးရှေးကင်းနေရာလေမြမာမင်းတည် စစ်သည့်ရဲမက်တွေအများကြီးမို့လေဖောင်ပေါ်ဒီအပေါ်ထိတက်မစစ်ရဲကြတာများပါသေးပုံစံကိုကြည့်ပြီးတော့မြမအမင်းမူထမ်းတွေမှန် သိတာလို့လှုပ်ပေးလိုက်ကြပါသေးတနည်းအားအရောက်မှာတော့ရေကင်းတစ်ခုကတားပြီးတော့ဆက်သွားခင်မပြုတ်ပါမြမအမင်းစစ်သားတွေဆက်တက်ခွင့်မပြုတ်တဲ့လက်ရဘလူကတော့စိတ်ရှိရှိထားကပြေရာပြေချောင်းညှိနှိုင်းပြီမြဲ့ ရင်းရင်တည်တည်ပြန်ပြီးတော့ပြောနေပါသေးဒီအရက်မှာသူတို့သားအာနာရှိတဲ့ပုံစံမျိုးပါလာရဘလူးစိတ်တူလာပါသေးတယ်မြန်မာပိုင်နဲ့မှာမြန်မာတွေကို တားဆီးလို့မရဘူးမြန်မာမင်းကိုငါတို့မသိနင်တို့ကိုခွင့်မပြုနိုင်ဘူးမြန်မာမင်းကိုမသိဘူးဟုတ်လားဟုတ်တယ်ငါတို့မသိဘူးတည်လဲမသိချင်ဘူးမသိရင်တော့ သိအောင်ချကွာမတည်ဘူးပြောနေတယ်ကင်းတောင်ဝန်ခံဖို့ကတော့သူကဥအောင်ပြစ်ထိုးလိုက်တာနဲ့နောက်ကတပ်သားတွေကလည်းဟုံးငနဲ့ခုံဝင်လာပြီးတော့ကင်းစကန်းကိုဝိုင်းစီလိုက်ကြလေးပါတယ်ရေကင်းကလူအနေငယ်ဟာလက်ရွေးစင်ဘလူးတက်တာတိုက်ပွဲဝင်လူစွမ်းကောင်းတွေကိုဘယ်နေရာမှမရှင်နိုင်ပါခနာချင်းအတွင်းမှာပင် ရေကင်းကိုမြန်မာတွေတိမ့်လိုက်ကြပါပြီ ဒီကရတဲ့အခုံအခတွေဘသူ့ကိုဆက်ရတယ်လဲထိုးချိတ်ခံထားရတဲ့ရေကင်းဖို့ကမဖြစ်ပါလက်ရဘလူးလဲဆက်ပြီးတော့မမေးတော့ပါတပ်သားတွေကို ရှာခိုင်းပြီးတော့အကုံသိမ်းယူလိုက်ပါဒီပြီးတဲ့အခါမှာတော့ငါတို့ရေမြေကရတဲ့အခုံအခတွေကိုငါတို့သိမ်းနေရော့ဒီမှာမင်းတို့အတွက်လာစားဒါကမင်းတို့အတွက်နစ်နာကြီး တကယ်ဆိုပေးစရာမလိုဘူးအာခံတဲ့အတွက်အသားနာရတာပဲနောက်ငါတို့မြေမှာနေပြီးတော့ငါတို့ကိုခွင့်မပြုနိုင်ဘူးပြောရင် အကုန်ဒုက္ခရောက်ပြီဒါမှတ်တော့ကြလားအရှိတတဲမှာရက်ပြီးတော့ဓားခိုင်က ပြောနေတာမို့ဘိုးဖြစ်သူကခေါင်းညင်ပြလိုက်ရပါလေအေးမှတ်ထားမြမမင်းဆိုတာဒါပဲပိုင်ဆိုင်မှု ဟန်တာဝတီကိုတင်းယူပြီးတဲ့အခါနိုင်ငံတော်အေဂျင့်တာယာရေးလုပ်ငန်းတွေကတွင်ကျဲလို့လာပါတယ်။အလောင်းမင်းကြီးကိုယ်တိုင်ကမြို့ဦးထောင်မှာပုဂိုးရွှေမော်တော်ဇေဒီကြီးနဲ့ပုံစံတူဇေဒီကြီးတဆူကိုတဲလို့နေတယ်လို့မူကြီးမရတွေကိုလည်းဇေသနာတိန်ခရွှေမြို့တော်အပါအဝင်မြို့ရွာတွေတိုးတက်စီပင်ဖို့တာဝန်တွေပေးလို့ထားပါတယ်။လက်ရဘလူးနဲ့ခင်မင်းရင်းဆွဲရှိတဲ့မြို့ဝင်တအူးဟာ နေပြည်တော်လာရင်းနဲ့တွေ့ဆုံမိကြချိန်မှာတော့ညီတော်ပြပါလေကျုပ်တို့ဒေသကဗျာအချားပြည်တွေလိုရွှေငွေပဒံများအဖိုးတန်ကြောင်းမြတ်တတ်ထူတွေလည်းမရှိပသိမ်မုဒ္ဓမတို့လိုပင်လယ်စိတ်ကမ်းလည်းမရှိကုန်စီကူးတန်းရောင်းဝယ်ရာလမ်းဆောင်လမ်းခွာလည်းမဟုတ်လေတော့ဘာမှလုပ်လို့မရနိုင်ပါဘူးဗျာထို့သူပြောတော့အရှိဝင်းမှုမင်းထင်တော်တာက ရှိတာနဲ့ဖြစ်အောင်လုပ်လို့ရပါတယ်။ရွှေဘိုကိုတိုးချဲဖို့တောင်းဝင်ပေးရခြင်းခံထားရတဲ့ဝင်းမင်းတဦးကလေကျုပ်တို့ရောဘာထုလဲဗျ။ရေချောင်းထွက်ပေါက်တောင်မရှိလို့ကြောင်မြောင်းကိုသွားစီရတယ်။46ရွာဆုထားလို့လူတွေတော့များပါရဲ့။မိုးခေါင်ရေရှားတာကြောင့်ကန်တူးရမြောင်းဖောက်ရနဲ့မစားတာပါဘူး။နေကလည်းပြင်းသေး။အဝါလိုအချက်အချာဒေတာကို မပြုတ်ပြင်မင်းနဲ့ ရွာကြီးကိုမြို့တီနန်းဆိုင်ထားတော့လေသူ့စကားကအလောင်းမင်းကြီးကိုတော့အပြစ်ဆိုခြင်းဟန်ပေါက်နေလို့လက်ရဘလူကဖြက်ခနဲ့ကြီးလိုက်ပါတယ်ဒီမှာဝင်မင်းရဲ့ပင်လယ်ထွက်ပေါက်ရှိတဲ့ဒေသကစိတ်ကန်းနဲ့ကြီးပွားသလိုနေပူတဲ့ဒေသကလေနေအောင်အားကိုးရမှာပေါ့ကျုပ်တို့မှလူတွေရှိတယ်နေအောင်ရှိတယ်ဆို ရေသွင်းပြီးတော့စိုက်ကြပြုတ်ကြရမယ်တဘာဝကိုအတုံးချပြီးတော့ လှုပ်အားကောင်းကောင်းနဲ့စီကောင်းအောင်ကြိုးစားရမယ်မဟုတ်လားမြို့ရွာစီပင်သားနဲ့အမျှအရရကလူတွေကိုလည်းဆွဲဆောင်နေမှာပဲလူတွေရှိရင်ကုန်တဲ့တွေလာမယ်မြို့ကိုလာကြည့်လူသူတွေရှိလာမယ်ပန်းဥယျာဉ်တွေတီးပြီးတော့လူတွေမှွေလျော်ခြင်းအောင်ဘာလို့မလှုပ်နိုင်ရမှာလဲလူပဲရှိရင်လူကိုပဲအစွမ်းမြင့်နေပြီးတော့တိုင်းတစ်ပါးကမကြောက်လားကျွန်တော်တို့ကိုယ်တိုင်အပြီးပြီးကိုကျုံးနေအောင် ွန့်ခန်းဝင်လာအောင်လှုပ်ခဲကြပြီးပြီခမားတို့တောင်းဝင်ကကိုမျိုးရွာမှာရှိနေတာကိုပေါ်ထုတ်ပြီးတော့တိုးတက်သားရအောင်လှုပ်ဖို့ပဲအပင်တော်မပေါက်တဲ့လွင်ဒီခေါမှာရက်စရာမြေကြီးရှိရင်ပဲအုပ်ဖို့အိုးလုပ်ပြီးတော့ရောင်းလို့ရပါတယ်သူပြောတော့လဲဟုတ်တယ်လို့လို့ပါဝင်မင်းလဲပါဇက်ပဲမြို့ဝင်လဲငြိမ်လို့သွားပါတယ်အင်းတခုတော့ရှိတယ် တခုမဟုတ်ပါဘူးရှိမှာပါအိမ်တော်မှာရွှေရဲနဲ့မနေပဲနဲ့ထွက်ပြီးတော့လေ့လာကြည့်ရင်တွေ့လာပါလိမ့်မည်ငါဘာရမလဲဆိုတဲ့မျက်လုံးနဲ့မကြည့်ပဲနဲ့ငါဘာလို့လို့ရမလဲဆိုတဲ့အမြင်နဲ့လိုက်ကြည့်ကြည့်ဘာမှမတွေ့ရင်ကျွန်တော်လာပြောပြအဲ့ဒီအခါမှာတော့ဝင်းမင်းကခနေတက်တဲ့နဲ့ဘာမှလုပ်စရာမတွေ့ဘူးလို့မင်းကိုလာပြောရင်ဖြင်းနေဆိုပြီးတော့ဖြုတ်လိုက်မှာပေါ့မောင်က လက်ရဘလူးပြောမလို့ဖြစ်သွားပြီမေတီတီတင်းတင်းပဲဝင်မင်းကရောတဘာတဲ့ထွက်မှာမဟုတ်လို့လားဝင်မင်းအပားမှာအမြင်မရှိတဲ့အဆုံအကန်းတွေကြီးခါစားနေကြလို့လားဟဲ့ကောင်မင်းဘာမြင်စလဲလို့မင်းတော့အခုခုတော့ကြားရမှာပေါ့ကျုပ်လူဒီလားဝင်ဝင်မင်းခင်ဗျာမှာတော့ဆက်ပြီးတော့မပြောဝင်းတော့ပါနောက်လိုက်ဒီကလေးအတော့မကြပါဘူးလို့များညီးမိရင် တဖွဲ့လုံးညံ့နေဆိုပြီးတော့အစားထိုးပြစ်လိုက်မှဆိုလိုပါစိတ်ထဲကနေပဲဘင်းကတော့ဟုတ်တာပေါ့ကျုပ်တို့ကမင်းထင်တော့ထာမှမဟုတ်ပဲ ထို့သူပြောပြအောင် ပြောလိုက်မိသေးပါတယ်လမ်းဆောင်ကညောင်ပင်အင်ဂျီတွေများလာလို့အင်ဂျီအိမ်ကောင်းတွေမြို့ရင်းပို့လမ်းတွေချဲကြတဲ့အခါရခင်ကရွာလူကြီးယခု ရခောင်မင်းဖြစ်နေသူတအူနဲ့ ဂျွာသူရသားအယက်သားတွေအခြေအတင်ဖြစ်နေကြပါတယ်။အဲ့ဒီနေရာကိုငအောင်မော်လဲရောက်လို့နေပါတယ်။လမ်းမကြီးအတိုင်းမင်းကြီးနော်ရထားလက်ရဘလူးနဲ့ငကန်တို့ဖြတ်သွားကြတာတွေ့လိုက်လို့ငအောင်မော်ကလိုက်ပြီးတော့ခေါ်ခိုင်းလိုက်တော့သူတို့ပြန်လှည့်လာပါတယ်။တွေ့တော့ငအောင်မော်ကရှောက်တင်ပါတယ်။ဒီညောင်ပင်လမ်းမလို့လို့ခုတ်ရမယ်ဆိုတော့ ရခင်ဒီအရက်ကရွာသူရွာသားတွေရောက်လာပြီးတော့သူတို့ကိုးကွယ်တဲ့ညောင်မင်မှုအလဲမခံဘူးလို့ပြောနေကြတယ်။တောင်ဝင်ယူထားရတဲ့ကောင်းမင်းရဲ့ဦးကြီးတဦးထောင်ပသေးတယ်။အခုလဲအယူသီးတဲ့ရွာသားတွေနဲ့မင်းမူတန်းတချို့အချင်းများနေကြပါတယ်။ကျုပ်တို့တော့အမိန်တော်အတိုင်းလုပ်ရမှာပါ။အဲ့ဒါရွာသားတွေကိုတစ်ချက်ပြောပြပါအောင်တမှု။လက်ရဘလူကဘာမှမပြောသေးပါ။ရှီယိုးဆွဲနေတဲ့ တနာစီယာဆင်းရဲသားတွေကိုကြည့်လို့နေပါတယ်။ပြီးတဲ့အခါမှာတော့ခေါင်မင်းနဲ့မင်းမှုထန်းတွေပဲကြည့်လိုက်ပြန်ပါတယ်။မင်းမှုထန်းတွေကသူ့ကိုအာကိုတကြီးနဲ့ကြည့်နေတာ မြင်တော့ကောင်းညင်ပြလိုက်တာကြောင့်အားတက်သွားကြဟန်တူပါတယ်။မျက်နှာငယ်လေးတွေနဲ့ရွာသားတွေကိုဖြတ်ပြီးတော့လမ်းကိုသွားကြည့်ပါတယ်။ညောင်မင်ကတော့လမ်းတော်ဝက်ဒီပါပိတ်နေတာအမှန်ပါ။တစ်ဖက်ကအိမ်ကြီးကလည်းကျယ်ဝန်းပေမဲ့ အင်ကြီးအင်ကောင်းနေမှု စီယိုအခိုင်အမာနဲ့ပါလမ်းကတော့ဒီနေရာကြမှာကျင်းသွားလို့မဖြစ်ပါညောင်မင်းကိုခုံးမှာရပါတော့မေကျုပ်တို့တင်ပြရစီမင်းကြီးဖေဟာဘင်းညောင်မင်းကြီးဟာ ကျုပ်တို့ဘိုးဘွားတွေလက်ထက်ကလေးကတင်မြောက်ပသာလာကြတဲ့အထင်ကရညောင်မင်းပါတကယ်လဲနှက်ကြီးပါတယ်ကစုံလာမှာညောင်ရီသွန်းကြညောင်ထောက်ကြပြုလို့ရှိပါတယ် ရှေထုံးကိုလည်းမပဲ့တင်နဲ့ညောင်မင်းကိုမခုတ်ဖဲနဲ့အချာနီစဉ်းစားစီခြင်းပါသည်တည်းလမ်းချင်းနဲ့ထင်ရင်ကျုပ်တို့လှဲတွေကိုဘလန်းကမောင်းပါမေရွာလေကညောင်မင်းတော့မခုတ်စီခြင်းပါဘူးမင်းကြီးဖေဟာတောင်မွေးနဲ့အဖိုးကြီးတယောက်ကထွက်လာပြီးတော့ရှောက်နေတာပါ ကောင်းမင်းကတော့သူပြောတာတည်းဟာ အခြေအမြင့်မရှိကြောင်းနောက်ထပ်လူက ဖုန်ကြီးကြောင်းညောင်ထောက်တယ်ဆိုတာလေ ိုချိုးကြည်ယုံတသက်နဲ့ကုသိုလ်ရတဲ့အလုံးမဟုတ်ကြောင်းမြို့ဒီယာမှာအယူသီးနေလို့မဖြစ်ကြောင်းဝင်းနေအောင် ပြောနေပါတော့တယ်သူစကားကိုထောက်ခံတာကညောင်ပင်အရှိကအိမ်ရှင်ပါအဖိုးကြီးပြောနေကြတဲ့ကမကြိုက်ကြောင်းမဲ့ရွယ်ပြနေတာပါအခုခေါင်းမင်းပြောတော့အယူသီးတာဟာစိုးချိုးကိုသာဖြစ်စေကြောင်းဝင်ပြီးတော့ထောက်ခံလိုက်ပါတယ်ပညာတတ် လူချမ်းသာ ကုံတယ်မျိုးမို့သူပြောသမျှလူတွေကကောင်းညိနေကြရတာပေါ့ကျွန်တော်လေးအယူတွေရှိတဲ့သူမဟုတ်ပါဘူးလိုအပ်ရင်နှကြီးတဲ့အပေနဲ့အများကြီးခုတ်ခဲ့ဖို့ပါလေလက်ရဘလူစပြီးတော့ပြောလိုက်တော့လူအုပ်ကငြိမ်ကြသွားပါလေဒီအပင်ကလေလမ်းနဲ့မလွတ်တာအမှန်ပါပဲလမ်းဖြောင်းဖြောင်းသွားဖို့အတွက်အပင်တပင်ကိုစရေရနိုင်ပါလေ အရက်သူအရက်သားတွေကတော့ခေါင်းငိုက်ဆိုင်ကြကုန်ကြပါတည်းဟန်တာဝဒီနိုင်ဘုံမူကြီးတဦးရဲ့စကားကိုတော့သူတို့မပယ်ရှားဝင်ကြပါအယူသီးတဲ့ကိစ္စကိုတော့အနှင်းငယ်ပြောချင်ပါတည်းနှကိုးွယ်တာနှက်တင်တာတွေကိုကျွန်တော်တို့မင်းတရားကြီးကိုတော်တိုင်းပြိပင်ထားခဲ့တာကြပါပြီခေါင်းနေမောမလာကြတော့ပါခေါင်းကုန်နာခံနေကြတာကတစ်ဖက် ခေါင်းမော့ပြီးတော့နားထောင်နေနိုင်တာကတစ်ဖက်ဖြစ်လို့သွားပါလေကျွန်တော်တို့ကိုယ်တိုင်လေအပင်ဆောင်နှက်ကိုကိုယ်ွယ်ပါတာနေဘူးမလို့အပ်ဘူးဆိုပြီးတော့ခုတ်ခဲကြတာမနေပါဘူးဒါပေမဲ့အယူသီးသူတွေကထိမ့်သိမ့်သူတွေဖြစ်နေပြီးတော့ကျွန်တော်တို့လိုအယူမရှိတဲ့သူတွေကဖြက်စည်းသူတွေဖြစ်သွားကြပြန်ရောဘလို့ချောက်ပါလေမင်းကြီးညောင်မင်းကိုအမြတ်တနိုးထားကြတဲ့သူတွေဘက်မှာ ။ညောင်မီတွေကရှင်းတန်နေပြီမေ။အယူမရှိပါဘူးကွာဆိုတဲ့သူတွေကတော့အပင်တွေကိုခုတ်ပြီးတော့မိတိုင်ပြစ်လိုက်ကြတယ်။လောက်အပ်လို့လောက်ရတာဆိုကျွန်တော်မပြောဘူး။ကျွန်တော်မျိုးတို့ကလမ်းမလွတ်လို့ခုတ်မှဖြစ်မှာမဟုတ်ပါ။တမင်ခုတ်လဲပြစ်ချင်တာမဟုတ်ပါဘူး။ကောင်းပြီ။တခြားနိလန့်မရှိဘူးလား။မရှိပါဘူး။ကျုပ်ပြောပြစီလူကလေးခေါင်းမင်းရဲ့ဦးကြီးကတော့ ူတို့เจ้าကိုဝင်လို့လာပါတယ်ဒီအနောက်ဘက်ကအကွက်ဟာ မောင်စိန်ကလေးရဲ့ယာကွက်ပါခြံဆိုင်သီးနှံဆိုင်မယ်ဆိုပြီးတော့ထားတာအဲ့ဒါကိုကျုပ်တို့ကမောင်စိန်ကလေးစီကနည်းနည်းဖဲ့ပေးဖို့ဝိုင်းတောင်းဆိုပြီးတော့ဒီဘက်ကိုလမ်းပေးဖို့ပြောပြီးမြင်တူတော်မောင်ဟာမရဘူးကြည်ပဲပြောနေပါတယ်ခမည်းဖြစ်နေတာရှောက်ပြောနေလို့ဖြစ်မလားဗျဒါကမင်းမင်းနဲ့ခိုက်တာတာဒီနားကြမှာလမ်းကကောက်နေလို့မရဘူးခမည်း ခမားတို့ကိုးကွယ်ခြင်းလက်ကိုပင့်ပြီးတော့တခြားတနေရာမှာညောင်ပင်ထပ်ဆိုင်လိုက်လန်တက်တဲ့ကြနေတာကတော့ပြက်ချိန်တန်းလို့ပြည့်ရတာဓမ္မတာပဲဦးကြီးကကိုညင့်ကိုခိုင်းတာဘာတူလဲလက်ရဘလူကဇကောင်းမင်းကိုမြည်တော့ငောက်အောင်မော်ကကျုပ်ပါလို့ဖြေးလိုက်ပါတယ်ဒီလန်းကိုတောင်းဝင်ယူရသူကရောအမတ်မိုတာစားပါကောင်းပြီ ငါသူနဲ့ပြောလိုက်မေး။မင်းကဦးစင်ကလေးဆိုသူထံညတကွက်ကိုငါဝယ်ယူလို့ကြောင်းတွားပြီးတော့ပြော။ကောင်းမင်းကညောင်မင်းကိုဒီဘက်ကဝတ်ပြီးတော့လမ်းဖောက်ဖို့အတွက်ဦးစင်ကလေးကိုဝိုင်းဝန်းပြီးတော့နားချပေးရမေး။သူဆိုတဲ့အဖို့ခါကျွန်တော်ပေးမေး။ညောင်မင်းကိုထိမ့်သိမ့်လို့သူ ရွာသားတွေကတော့ဒီကျင်းတဲ့ဘက်မှာနှက်စင်ဆောက်ရေချမ်းအိုတဲကြရမေး။ပြီးတော့ညောင်မင်းကိုပတ်ပြီးတော့ညောင်ဆောင်ကွက်ပြေထိုးပေးကြရမေး။ အမြင်မပြတ်အမိုက်တရကြီးကင်းစင်အောင်စောင့်ရှောက်ကြရမယ်လုံနိုင်မလားလုံနိုင်ပါတယ်ဖေဟာထိုအတန်ကြီးကဝန္တာအာရအကျယ်ကြီးပါခေါင်းမင်းကတော့အံဩပြီးတော့ဖြူးချောင်ကြည့်လို့နေပါလေငအောင်မော်ကတော့ပြောသမျှလိုက်မှန်နေတုံးပါဒီဘက်ကနေလမ်းကိုစောင့်ပြီးတော့ကြကြဖောက်ပူတဲ့မြေကို ရေရင်းတူပန်းပင်ဆိုင်နကိစ္စကမင်းတရားကြီးကိုငါရှောက်လိုက်မယ် မင်းတို့လှုပ်ဖို့ကလမ်းချောင်းပြောင်းသွားတာကို မသိတာအောင်ဒီဘက်ကသွားရတာပိုအဆင်ပြေတယ်လို့ထင်ရအောင်လှုပ်ကြဖို့ပဲဒါပေမဲ့ဖေဟာဒီအပင်အတွက်နဲ့အရှိငွေတော့အကုန်ခံစရာမလိုပါဘူးညောင်မင်းကြီးလည်းကြည့်ပါအောင်တတ်တန်းကြာလာပါပြီလေပြင်းမိရင်ပြိုလဲနိုင်တဲ့အန္တရာယ်ရှိပါတယ်ဒီလူတွေကပညာမတတ်တဲ့လူတွေပါ သူတို့စကားကိုနားမယောင်ပါနဲ့ဖေဟာပြန်ပြီးတော့စဉ်းစားစီခြင်းပါတယ် ခေါင်းမင်းကအပြင်းအထန်ကန့်ခွက်လာပါသည်ခမရတို့ပညာတတ်တွေနေတဲ့အရက်အကွက်မှာအပြင်းပထပြင်းကြံသည်လေခေါင်းမင်းနဲ့ဂုံတန်ကြီးကိုကြည့်ပြီးတော့မိတော့ဖြေဖို့ဆုံးဟာတွားကြပါသည်မကြသေးမီကမှအိတ်ရှိမြင်ကွင်းပိတ်နေလို့ညနေစာမလာဘူးဆိုပြီးတော့ခုတ်ထားတဲ့အပင်ငုတ်တို့တွေရှိနေတဲ့အင်ကြီးရှင်ကလည်းဝင်ပြီးတော့မပြောတော့ပါ ။ပညာမတတ်တဲ့သူတွေနေတဲ့ရွာတွေမှာတော့စိတ်ညှို့နေတဲ့အပင်တန်းတွေရှိတယ်ဗျ။သူတို့ကကြောက်ကြတော့မခုတ်ဘူး။ခမည်းတော်ကဘယင်ကလိုရင်ဘာမှမကြောက်တော့ခုတ်ချင်တိုင်းခုတ်ပြင်းနေတယ်။ဒီလမ်းကိုကြည့်စမ်း။ကိုစရာအရေးအာဝါဒဘာရှိလဲ။ဖို့တို့ဆိုတော့မှမင်းကြီးမင်းထင်တော်သားကိုယ်တိုင်နေပူတဲ့ရက်နေတာကိုတတိထားမိပြီးတော့ညောင်မင်းရဲ့အောက်ကြွပါဖျားဖြစ်ကုန်ကြပါလေ အရေးခိုစရာမရှိရင်အညာနေပူပူမှာဘသူမှအပြင်ထွက်ချင်ကြမှာမဟုတ်ဘူးခမည်းတော်ကတော့ဖြီးမိုးတွေနဲ့တွားကြမှာပေါ့စင်းရဲတဲ့သူတွေကပိုစင်းရဲရတယ်သူတို့မှမတွားလို့လည်းမဖြစ်ဘူးတတ်နိုင်သူတွေကမရှိစင်းရဲတာကိုခိုနားစရာမပေးစွမ်းကြတဲ့အပြင် ရှိတာကိုတောင်ခုတ်ပြေကြတာဟာဒဏ်ထားဖို့ကောင်းနေဘသူကပညာမေ့လေခေါင်းမင်းလဲခေါင်းမဲဖြစ်နေပါပြီ မျက်နှာကြီးမဲလို့ပါဒီလမ်းကအဓိကလမ်းမကြီးမဟုတ်ပါဘူးညောင်မင်းကြီးကလည်းလမ်းဆောင်မှာရှိနေတော့မလဲခင်အထိလမ်းသုံးခွာလုံးအရေးရတာပေါ့အကွက်ကြာလှပပြီးတော့အရေးမရှိတဲ့မြို့ပူထက်အေးချမ်းသာရတဲ့မြို့ကို အမှန်မင်းလဲလိုလားမှာပါသူကပြောပြီးတော့မင်းပေါ်တက်သွားချိန်မှာတော့မင်းကြီးနော်ထားအသက်ရာကျော်ရှိပါသည်ဖို့တို့ဆူတောင်းတဲ့ သောဘနာတန်ဒီဟာ အရသားတွေကြားကထွက်ပေါ်လို့လာပါတယ်။လက်ရဘလူကတော့မဖြစ်နိုင်တဲ့စူတောင်းတန်တွေကိုကြော်ခိုင်းသွားခဲ့ပါပြီ။ဟုတ်ကဲ့ပါခင်ဗျာ။စာရေးသူတင်ခါရစာရေးတာထားတဲ့လက်ရဘလူဇလန်းတစ်ထဲမှာမင်းထင်တော်ထားလို့အမိရတဲ့ဇလန်းလေးရဲ့အစအဆုံးကတော့ဒီညမှတင်ပြီးဆုံးလို့တော့ပါပြီ။နားစင်အားပေးကြတဲ့ပြည့်တဲ့တယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။